ဒီချက်ထုံးနေအကြောင်းသားကြောင့်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ I can appreciate အကြောင်းကိုဆွေးနွေးတင်ပြသွားမယ် Great Time Group ပါမယ်ဖြစ်ပါ၏အပထမဆုံးအနေနဲ့ဒါတို့ကိုအခုလိုမျိုး I can appreciate ဆိုရဲကောင်းစဉ်လေးကို presentation လုပ်ခိုင်းရဲ့တစ်ချက်ထုံးနဲ့ဆရာခန့်ကိုကျွန်တော်တို့ group 1မှာပူစားကျွန်တော်ရေဦးထန်းကကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအာဒါဆိုရင်ကျွန်တော်တို့ရဲ့ presentation လေးကိုစလိုက်ရအောင်ပါအာပထမဆုံးအနေနဲ့ဇီယိုခေါ်ဒီက ောပြပေးသွားမှာပဲဖြစ်ပါတယ်အာ appreciate လုပ်တယ်ဆိုတာကဗာလဲ appreciate ဆိုတာကစုံပြောင်းရတံပိုးကိုအသိမှတ်ပြုပေးရကျေးဇူးတင်ကြောင်းပေါ်ပြရဒါမှမဟုတ်နားလည်မှုကိုပြသပေးရလို့ပဲဖြစ်ပါတယ်အာတံပိုးထားရဆိုတာကလည်းတစုံတဦးရဲ့အရေးပါမှုဒါမှမဟုတ်တစုံတဦးရဲ့တံပိုးကိုအသိမှတ်ပြုပေးရကိုခေါ်ပါတယ်။လူတယောက်ရဲ့ဂျိုးပန်းအထုံးမှုသူ့ရဲ့ ကိုရီကိုသွေးဒါမှမဟုတ်ရင်ပံ့ပိုးမှုတွေကို အတိအမှတ်ပြုတ်ပေးရပြီလဲပါဝင်ပါတယ်။ဆက်ဆံရေးတစ်ခုတိစားဖို့နဲ့တိုးတက်ဖို့မြင့်တင်တဲ့အခါမှာတကယ်ကိုအရေးပါတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။တံပိုးဆိုတာက လူတယောက်ရဲ့ဂုံတိတ်ခါလူတယောက်ရဲ့တံပိုးတွေကိုမြုံမှုအကဲဖြတ်တဲ့စကားလုံးပဲဖြစ်ပါရဲ့အတိပ္ပယ်ချင်းချင်းနဲ့ပြောရမယ်ဆိုရင်တော့ဒီဆောင်တယောက်ရဲ့အချင်းစာရိတ်တာ သဘောထားတာဝန်ယူမှုတာဝန်ခံမှုကိုရီကိုတွေစရာတွေကိုလူမှုအတိုင်းဝိုင်းကတတ်မှတ်တဲ့တန်ဖိုးမျိုးပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ CEO Danify ကပြပြပေးတော့မှာပဲဖြစ်ပါတယ်။တာမိုရှိရသူကိုဘာရင်နဲ့တတ်မှတ်လဲ။ယူသားတယ်တာဝန်ယူတတ်တယ်။လူတွေယုံကြည်မှုကိုမပြတ်စေအောင်ထိန်းတယ်။တာမိုးကဘာကြောက်အရေးကြီးရလဲ။ယုံကြည်မှုရရှိဖို့လူမှုဆက်ဆံရေးကောင်းဖို့ အလောက်အကင်မှာအောင်မြင်ဖို့ကိုကိုကိုလည်းဂုံယူဖို့တံမိုးဆိုတာကမလိုလားအပ်တဲ့အပြစ်မှုတွေနဲ့လလယ်နဲ့ဆုံးရှုံးသွားနိုင်တယ်လို့ထိမ့်သိမ့်မှုအရေးကြီးပါတယ်။တံမိုးကဘာကြောင့်အရေးကြီးလဲဆိုရင်ကျွန်တော်တို့ရဲ့ဘဝတွေမှာလူမှုဆက်ဆံရေးကောင်းဖို့အလောက်အကင်အောင်မြင်ဖို့ကိုကိုကိုယုံကြည်မှုရှိဖို့အတွက်လိုအပ်ပါတယ်။လူတယောက်ကိုတံမိုးထားကြောင်းဘယ်လိုပြနိုင်မလဲ။အကူညီလိုရင်ကူညီပေးတာအချိန်ပေးတာတစ်ဖက်လူကိုပြောတာကိုဂယုတစိုက်နားထောင်ပေးတာ ကိုကိုကူညီပေးတဲ့အခါအကျေစုတင်ချောင်းပြောတာဒီလိုပုံစံလေးနဲ့ကိုရဲ့တငယ်ချင်းမိဘဒါမှမဟုတ်ကိုချစ်ရတဲ့သူတယောက်ယောက်ကိုတမိုးထားချောင်းဖော်ပြပေးလို့ရပါတယ်ဆက်လက်ပြီးတော့နောက်ဆုံးအနေနဲ့050ကပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်တမိုးဒါမှမဟုတ်ဂုံတိတ်ခါကလူပေါင်မှအရေးကြီးတဲ့အရာတစ်ခုပါအထူးသဖြင့်လူမှုအတိုင်းဝိုင်းထဲမှာတံမိုးရှိခြင်းကလူတယောက်ရဲ့အဖြစ်အမူ လူမှုဆက်ဆံရေးအလို့အကိုင်းဖွင့်လန်းတွေနဲ့ပတ်သက်ပြီးခိုင်ရိုက်တရားမှုရှိပါတယ်။တံမှုရှိသူတွေကိုလူမှုအတိုင်းဝိုင်းကယုံကြည်မှုနဲ့လက်ခံတတ်ပါတယ်။တံမှုရှိတဲ့သူတွေဟာတခြားသူတွေနဲ့ဆက်ဆံတဲ့အခါဂရုတစိုက်ဖြစ်ပြီးလူမှုကွန်ရက်မှာအဆင်ပြေတတ်ကြပါတယ်။တံမှုရှိသူတွေကိုအခွင့်အရေးတွေရဲ့ခေါင်းဆောင်နေရာတွေမှာယုံကြည်မှုနဲ့တာဝန်ပေးတတ်ပါတယ်။မိမိကိုယ်ကိုလည်းဂုဏ်ယူနိုင်ခြင်းတံမှုရှိရာကြောင့် မိမိရဲ့အကျင့်အကြံများအပေါ်ကိုယ်တိုင်လည်းယုံကြည်မှုရှိနိုင်ပါတယ်။တန်မိုးဆိုတာကလူသားတအူရဲ့ဝါရတာကိုစောင့်ခြင်းပေးတဲ့အရာတစ်ခုလို့လည်းပြောလို့ရပါတယ်။ကျမတို့ရဲ့တင်ဆက်မှုကဒီလောက်ပဲမို့ဇီရိုတန်ကကျေးဇူးတင်လို့ဆက်စကားပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အာဒီနေ့ကျွန်တော်ပြောပြခဲ့တဲ့ I can appreciate ဆိုတဲ့အလုံးစုံလေးဟာ အပမှန်ကျေးဇူးတင်ပါတယ်ဆိုတာတဲ့ပူပြီးနဲ့နယ်တဲ့အသေးပဲတည်ဆောင်ထားပါတယ်အတစုံတရားရဲ့အာထုံမှုလူပညာဒါမှမဟုတ်အခက်အခဲတွေကိုနားလည်ပြီးတော့တန်ဖိုးထားတဲ့အခါဒီစကားလေးကအလူရီကြောင့်စိတ်ခံစားချက်တွေနဲ့ဆက်သွယ်ပြီးနိုင်ပါတယ်အဒီနေ့ကနေစပြီးတော့ဒီစကားလေးကိုလေးစင်ပေါ်မှာတုံးကြည့်ဖို့ကိုကျွန်တော်တိုက်တွန်းချင်ပါတယ်အဲဆိုတိနားဆင်ပေးကြရတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်ဗျာ